င်္ဂလာပါရှင်။တနင်္လာနေ့တိုင်းပတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ April 30ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုကြည့်ပြပေးမှာဖြစ်ပါတယ်ရှင်။တနင်္လာနေ့တိုင်းပတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။နိုင်ငံတော်အတိုင်ပင်ခံပုတ်ကိုဒေါအောင်ဆန်းစုကြည်နဲ့အကိုဖြစ်သူဦးအောင်ဆန်းဦးတို့ရဲ့အမွေဆိုင်ဖြစ်တဲ့ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်းကခြံအမှတ်54ကိုမနေ့ကမနက်ပိုင်းမှာမြန်မာကျပ်ငွေဘီလီယံ290နဲ့၄ကြိမ်မြောက်လေလံတင်ရောင်းချခဲ့ပေမဲ့ဝယ်သူမရှိလို့လေလံမအောင်ခဲ့ပါဘူး။ခြံအမှတ်54အိမ်နဲ့ခြံကိုမူလကမြန်မာကျပ်ငွေ335ဘီလီယံကျန်းခင်းစီနဲ့ပထမဆုံးလေလံဈေးဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒါဟာလီလန်ကြမ်းခင်းစည်းကြီးညာတိုင်းလီလန်ဆွဲသူမရှိလို့ဦးအောင်ဆန်းဦးဘက်ကကြမ်းခင်းစည်းလျှော့ဖို့တရားရုံးမှာရှောက်ထားခဲ့တာလေးချက်မြောင်အထိဖြစ်လာတာဖြစ်ပါတယ်တရဆောင်မြို့နယ်ကြောက်ခမောက်ရွာလမ်းစုံက လူနေအိမ်တွေ အနည်းကိုစစ်ကောင်စီကဘုံကျဲတာကြောင့်ဈေးဆက်ရောက်နေတဲ့အမျိုးသမီးတအူးနဲ့ဈေးလာဝယ်တဲ့အမျိုးသားတအူးတို့တည်ဆုံခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာမနေ့ကမွန်လွယ်တနိုင်ကျော်လောက်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲကြောက်ခမောက်ရွာလမ်းစုံအနီကိုဘုံနှလုံးကျဲချခဲ့တာပါဘုံကျဲခံရတာကြောင့်နှစ်ဦးတိတ်ဆုံးခဲ့တယ်လို့တိတ်ဆုံးသူအမျိုးသမီးရဲ့သားနဲ့သမီးဖြစ်သူတို့မှလည်းဒဏ်ရာတွေရရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်ပြီးခဲ့တဲ့မလ28ရက်နေ့ကစကိုင်းငလျင်လှုပ်ခတ်ပြီးနောက်တလတာကာလအတွင်းစစ်တပ်ရဲ့လေကြောင်းနဲ့လွန်းနှံကြီးတိုက်ခိုက်မှုတွေကြောင့်အရက်သားယာချီတည်ဆုံခဲ့တယ်လို့ NUG ကပြောပါတယ်။ အခုလ29ရက်ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောတဲ့အစီအစဉ်မှာစစ်ကောင်စီဘက်ကအပြစ်ရကြေညာခဲ့ပေမဲ့လေကြောင်းနဲ့လက်နက်ကြီးတက်ခတ်မှုတွေဆက်လုပ်ခဲ့လို့အရသာအတိဆုံးရမှုတွေကိုထည့်သွင်းပြောပြခဲ့တာပါ။အန်ယူဂျီလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့စောင့်ကြည့်လေ့လာမှုမှတ်တမ်းတွေအရပြီးခဲ့တဲ့တလတာအတွင်းလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အရသာ235ဦးသေဆုံးက428ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဝဲမျိုးဘက်ကနေထီခီးနယ်ဆက်ဘက်ကိုဦးတည်ပြီးစစ်ကောင်စီတပ်သားအင်အားနှရာဝင်ခြင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်နေပါတယ်။ပြီးခဲ့တဲ့အပတ်ကစလို့ဟောင်ဝင်းစာအမြောက်တွေနဲ့အတူပကာယီရဲစခန်းကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာမနေ့ကမနက်ပိုင်းမှာစစ်ကြောင်းတုံးချောင်းခွဲပြီးထီခီးနယ်ဆက်ဘက်ကိုဦးတည်နေတာပါ။စစ်ကြောင်းထိုးတဲ့လမ်းတစ်လျှောက်အဖမ်းခေါ်ခံခဲ့ရတဲ့အရသာပြည်သူ၁၀ဦးကျော်ရှိပေမဲ့မင်းကညနေပိုင်းမှာအကုန်ပြန်လော့လိုက်တယ်လို့သိရပါဗျ။ လီလာနီပါတိုက်ပွဲဖြစ်ပွားနေတဲ့တနင်္သာရီမြို့နယ်တင်ခေါ်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေတက်ပြန်ဆုံနေတယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။အခုလ25ရက်နေ့မှာတင်ခေါ်ရွာကစစ်ကောင်စီတပ်ကကိုစီနဲ့28ရက်နေ့မှာကာတုံစီနဲ့တက်ဆုတ်ခွာသွားတာဖြစ်တယ်လို့ကနအူသိရပါဗျ။စစ်ကောင်စီတပ်အချို့ဆုတ်ခွာသွားပေမဲ့တင်ခေါ်ရွာမှာစစ်ကောင်စီတပ်သားတွေဆက်လက်တက်ဆွဲထားတော့ဖြစ်ပြီးလက်နက်ကြီးတွေပစ်ခတ်နေတယ်လို့လည်းဆိုပါဗျ။ ပုတ်ပြင်းမြို့နယ်ပြည်စည်းမှန်နယ်မြို့မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်တာကြောင့်ဆယ်တန်းကျောင်းသူတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလ28ရက်နေ့ညကပြည်စည်းမှန်နယ်မြို့လမ်းစုံကိုလင်းရွာရွာကစစ်ကောင်စီတပ်သားတွေကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခဲ့ပြီးဆယ်တန်းကျောင်းသူတို့ဒဏ်ရာရခဲ့တာပါ။28ရက်နေ့ညမှာလဲစစ်ကောင်စီဘက်ကလက်နက်ကြီးတွေပစ်ခတ်ခဲ့ပြီးပြည်ကြီးမှန်တိုင်းကအရဲသားတွေထိခိုက်ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ကနန်ဦးသိရပါဗျ။ တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။